ယခုတခါကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာဂျိုဇော်ရေးသားသောစပယ်ယိုးစာကလေးဆိုတဲ့ဝတ္ထုလိုလေးပဲဖြစ်ပါတယ်ခင်ဗျာစပယ်ယိုးစာကလေး၁စေးကြောင်းသားလောကဆရာဝန်လောကမှကျွန်တော်တို့တငယ်ချင်းများတဲ့တွင်အမတ်တရအဖြစ်ဆုံးသူကိုပြောပါဆိုရင်အေးများတချို့ကလည်းစာကလေးဟူ၍တပြိုင်တည်းအတန်ထွက်ကြလိမ့်မည်ထင်သည် အေးမြဤနာမည်ပြောင်းမှာစာကလေးဖြစ်ပါသည်စေချောင်းသားတွေမှာနာမည်ပြောင်းမရသူမရှိသလောက်ရှားပါသည်ကျောင်းသက်ကြာလာသည်နှင့်အမျှမိဘကပေးသည့်နာမည်သည်တဖြည်းဖြည်းအခေါ်နဲလာပြီးတငယ်ချင်းတွေကပေးသည့်နာမည်ပြောင်းသာတွင်ကျယ်လာရလေတော့သည်တကယ်တမ်းလဲမိဘတို့ဤကင်မွန်တက်ရွေးချယ်မှုသည် လူနှင့်နာမည်မလိုက်ဖက်သည်ကများ၏အသားမဲသူကိုဖြူလူပုကိုမြင့် ဝဝဖတ်တီးကြီးကတွဲပိန်တာယောဂမှာပြည့်ခေါ်နေကြတော့ခေါ်ရသည်မှမကောင်းနမေပြောင်းဆိုသည်မှလူဤဥပဒိအမှုအကျင့်ဒလိစရိုက်တွေမှထင်အပ်ဆင်းသက်လာတာဖြစ်လေတော့လူနဲ့နာမည်အင်မတန်လိုက်ဖက်ခေါ်လူလဲကောင်းမှကောင်းပေါ့ခမညာထို့အထက်မှအစောဆုံးနာမည်ပြောင်းရခဲ့သူမှကျွန်တော်တို့ဤဇက်လိုက်အေးမြဖြစ်ပါသည်စေချောင်းစတဲ့ဒီပထမဆုံးနေ့မှာဌာနမှုဆရာမကြီးကရိုးကောခေါ်သည် ကိုယ်နာမည်ခေါ်လဲမတ်တက်ရက်ပြပြီး present ဟုဖြေရသည်နာမည်နဲ့လူမှတ်မိစေရန်ဆရာမကြီးကအကဲခတ်နေတော့အတန်ကြာရက်ပြနေရသည်မောင်အေးမြ present ညောင်နာနာအတန်ကလူနောက်တန်းခုံကြားတနေရာမှမဝင်မရဲထွက်လာသည်ငါးဘိတ်သားသားလူပလန်ကလေးအဝေးလဲအဝေးမှာဆိုတော့ဆရာမကြီးကောင်းကောင်းမမြင်ရမျက်မှန်ကိုပင့်ပြီး ဆန်နီခုံမော်တက်ရက်ပြပါလားကွယ် please ကျောင်းသားကျောင်းသူတွေအားလုံးတမင်လေပြန်လှည့်ကြည့်ကြသည်မြင်လိုက်ရသည်မှာအရက်ပုပုပိမ့်ပိမ့်မဲမဲကိုလုံးနဲ့ဇာလင်ခေါင်းကကြီးနေသည် နောက်စီလုံးလုံးခေါင်းကြီးကြီးကိုပလွေဟုလေပင်ရှီရှီကမနိုင်ဝင်ထမ်းမတင်ထားရသည်ဇပင်ကကျိုးတို့ကျဲတဲ့ပြောင်းမှုမှုကြောင့်နှာခေါင်းချုံချုံလေးကငှက်နှုတ်သီးလိုငေါ့ထွက်နေလိုက်သည် โอสเปโรဆ ्याम ကြီးနှုတ်ပြမှအာမေရိတန်တူတူထွက်သွား၏တပြိုင်တည်းတည်းလိုလိုចောင်းသားတွေ၏ပါဇက်မှ စာကလေးဟုကင်မွန်းတက်တန်ကြီးကကြေလောင်စွာမြည်ဟီးသွားလေ၏ကဲဒီလိုထီလိုမင်းလိုနာမည်ပြောင်မျိုးဘသူရခဲ့ဘူးလို့တော့စာကလေး၏နာမည်ပြောင်ပြုတ်ပကတုတ်ကလေးထူးခြားခဲ့ပါ၏ တနေ့တ၌မြန်မာစာလက်ချာအပြီးမှဖြစ်သည်ဌာနမှုဆရာကြီးကဒီတန်းထဲမှာမြင်းချန်တောင်သာဘက်ကမောင်အေးမြဆိုတာရှိသလားဟဲ့ရှိပါတယ်ဆရာကြီးကျွန်တော်ပါပဲစာကလေးထိတ်ထိတ်ပြပြဖြင့်ထဖြေလိုက်ရဤဆရာကြီးဒီမျက်မှောင်ကြုတ်၍ကြည့်ပြီးအေးခဏနေဌာနအိုလာခဲ့ဆရာကြီးထွက်တော့ចောင်းသားចောင်းသူတွေစာကလေးကိုစူးစမ်းသည့်အကြည့်ဖြင့်ကြည့်ကြသည် တချို့ကစာကလေးအတွက်စိုးရင်ကြသည်ကြောင်းတက်ရသည်မှမကြသည်စာကလေးဘာပြဿနာဖြစ်ပြီလဲပေါ်မျက်နှာပေါက်ဆိုးဆိုးနဲ့ဆရာကြီးကစည်းကမ်းအရာမှာတင်းကျပ်ပြီးဆုံးမသည့်နေရာမှာပြတ်သားလာသည်ဟုနာမည်ကြီးလေတော့စာကလေးအတွက်စိုးရိမ်မိကြခြင်းဖြစ်သည်စာကလေးရင်တုံပန်းတုံဖြစ်ပြီးခေါင်းတုံသည်ပြောကပိုးမှန်မည်ဘာမှဘာအပြစ်များလုပ်ခဲ့မိပါလေကိုဟါကိုလည်းစဉ်းစားမရဘူး အဖော်လိုက်ပေးဝင်သူလည်းတရားအောင်မှမရှိမတက်နိုင် တကောင်နဲ့ပဲဒါပေမဲ့စာကလေးအဖြစ်သွားရတော့မည်စာကလေးရဲစေးတင်ပြီးခြိတက်သွားလေ၏မှန်တာပြောလင်တစ္ဆာတောကတက်လာသည့်စာကလေးစင်းနရွတ်တကားဆိုတာတခါမျှမမြင်ဘူးမဖွင့်ဘူးခဲ့ပါတို့အတွက်ကြောင့်ဌာနမှုအခန်းကစင်နရွတ်တကားကိုတွန့်ဖွင့်ဝင်ရမှမသိပဲအောက်ခြေလွတ်နေသည့်နေရာမှာခြံစည်းကိုခွေတိုးသလိုလေးပတ်ထောက်ပြီးဝင်သွားလိုက်၏ဟာ ဟာဘာကြီးလဲဘလူကောင်းလဲဟာအပေါင်းနဲ့တက်တဲ့ဇပွဲမှာ ထိုင်နေသည့်ဆရာကြီးသည်လေးဘထောက်ဝင်လာသည့်သူ့ကိုမျက်လုံးအပြူးသားနှင့်ကြည့်ပြီးတအံ့တအောရေရွတ်လိုက်၏သူလည်းလေးဘထောက်ရမှမထနိုင်သေးမော့ကြည့်လိုက်မဆော်ဖေးရဆရာကြီးဒီဘဲချေပေါ်ညာချေချိတ်တင်လျက်ခန်းကန်ကြီးအောက်စလွတ်နေသည်အတွင်းကန်ဘောင်းမီကိုအတိုင်းသားမြင်နေရသည် ဘောင်းမီကအဖြူရောင်ဆိုတော့လဲညစ်တစ်တစ်ပါဘောင်းမီကိုမြင်ုံနဲ့တော့စာကလေးဖျားမတသေးပါစာကလေးမြင်လိုက်ရသည်ကအိမ်မြောင်တကောင်ဆရာကြီးဘောင်းမီညစ်တစ်တစ်မှာဝါဖြော့ဖြော့အိမ်မြောင်တကောင်ကက်နေသည်အသေးမဟုတ်အရှင်လက်လက်ဆက်ဆက်ကြီးအမိကလေးတောင်လှုပ်နေလိုက်သည်ဆရာကြီးပေါင်ချမ်းမှာဘယ်အချိန်ကလေးကစောစောအိတ်လို့စောစောထလို့စောစောလမ်းလျှောက်ကြပါစို့လှုပ်နေပါလေစာကလေးလေးဘက်ထောက်ရမှ မုတ်ဆိုးထိုင်ထိုင်လိုက်သည် ဆရာကြီးပောင်ချားကိုလက်ညှိုးဆရာကြီးဆရာကြီးနဘေးမှာဆေးရမလေးနဲ့ကျူတာဆရာမလေးတို့ကစာကလေးနဲ့ဆရာကြီးကိုမျက်လုံးအပြူသားဖြင့်ကြည့်နေကြသည်ဆရာကြီးလည်းအယောင်ယောင်အမားမားဖြင့်မတ်တက်ထရလိုက်၏သူ့ရှေ့ပိုင်းကိုလက်နှစ်ဖက်ဖြင့်ဖုံးထားလိုက်သေးသည်ဆရာကြီးဆရာကြီးပောင်ချားမှာဆရာကြီးမျက်နှာရဲနေ၏စာကလေးမှာလည်းအထစ်ထစ်အငေါငေါအေးအိမ်မြောင်ကက်နေတယ်ဟေးကောင်မင်း ဆရာကြီးဒီစာကလေးကိုစက်မငေါက်နိုင်ပေါင်ချားမှာရွစီရွစီဖြစ်လာတဲ့ဖြင့်လုံကြီးကိုဖြန့်ပြီးထိတ်လန့်တကြားခါထုတ်လိုက်ရာအိမ်မြောင်သည်လွတ်စင်ခုံပြန်ထွက်လာပြီးကျူတာဆရာမကလေးဤဇပွဲပေါ်သို့ဖက်ခနဲပြုတ်ကျသွား၏ဆရာမလေးတွေလည်းထိတ်လန့်တကြားတူးတအားအော်ဟစ်ခါအခန်းအပြင်ဘက်ထွက်ပြေးကုန်ကြ၏မင်းနဲ့ကွာမထိတ်တာမလန့်တာပြုတ်ဘာကိစ္စ ဆရာကြီးဒီဇပွဲပေါ်ရှိရေဖန်ညိုက်ထဲမှာရေတစ်ခွက်ငှက်တောင်းနေ၏ခုနကဆရာကြီးခေါ်ထားလို့ပါခမမြင်းချံတောင်းတာနယ်ကအေးမြပါဩဟုတ်ပြီဟုတ်ပြီဒီလိုကမင်းစကြံကမြဲကကဗျာဆရာကြီးတင်မိုးဆိုတာကြားဘူးလားကံမြဲရွာကိုနေကံတွေကကမြဲရွာဟုအတန်ထွက်ကြသည်ဟုတ်ကဲ့ဆွေမျိုးနှိစက်တော်ပါလေခမဦးကြီးပါချံကကမြဲသားပါကျွန်တော်ကစကြံသားပါ ကမြဲကရွာတီးတီးလေးပါကျွန်တော်တို့စကြန်းကရွာကြီးပါအေးထားပါကွာအကြီးတဲ့မင်းကနှစ်ရွာတရွာရွာချင်းကပ်ပြိုင်နေသေးတယ်ငါလည်းကမြဲသားပဲကွာငါပြောချင်တာကစကြန်းကမြဲကပညာတတ်နှစ်ယောက်ထွက်တယ်ဆရာတင်မိုးနဲ့ငါနဲ့ပေါ့ကွာအခုမင်းမာနဲ့ဆို၃ယောက်ပေါ့အဲ့ဒါကြောင့်စကြန်းကမြဲရဲ့နာမည်ကိုဂုံကိုမင်းထိန်းရမယ်ပညာကျိုးစားစီကန်းယူသည်ဆရာတွေကိုလေးစားဟုတ်ပြီလား လောလောဆယ်ဒီသုံးခုပဲမှားလိုက်မယ်ဒါပြောချင်လို့ခေါ်လိုက်တာအကူကြီးလိုရင်ငါ့ကိုပြောအကြောက်ကြောက်အလန့်လန့်ဖြင့်လာခဲ့ရသည့်စာကလေးလဲခုမှတက်မှကြီးကြာသွား၏ရက်ဆွေရမျိုးတွေ့ပဟဲ့ဆိုပြီးအားလဲတွက်သွားလေ၏အယူအသည်ပေးပြီးပြန်ပြီးလှုပ်တော့နေဦးတခုထပ်မအောင်မယ်ခုနကအိမ်မြောင်ကိစ္စဘယ်သူမှရှောက်မပြောနဲ့ဒါနဲ့ဘာလို့မင်းကလေးပတ်ထောက်ဝင်လာရတာတော့ စင်နရွက်တကားတောင်တွန့်ဖွင့်ဝင်တက်ဘူးဆိုတော့မင်းကွာစကြံကမြဲတိတ်ခါကြားလိုက်တယ်ကျွန်တော်သားလေးဘထောက်ဝယ်မလာရင်ဆရာကြီးလည်းအိမ်မြောင်ကိုက်လို့ကိုကျိုးနေကြရောမယ်ဒါကတော့စာကလေးစိတ်ထဲကပြောလိုက်တာပါအိမ်မြောင်ကိစ္စကိုစာကလေးဘသူမှရှောက်မပြောပါသို့တော့နောက်တနေ့ကျောင်းတက်တော့ဒီတဲ့င်းကနုတ်တစ်ပုံမှမကတ်ရပါပဲတကြောင်လုံးပြန့်နေပြီပျော်ရက်သည့်ဓာတုဗေဒဌာနမှုကစာကလေးကိုတူးတူးတိတ်တိတ်ခေါ်မိသည်ဟေ့ မင်းဆရာကြီးရဲ့အတွင်းကဘောင်းမီကအဖြူရောင်တေချာရဲ့လားကွတေချာပါတယ်ခမကျွန်တော်ဖြစ်ရင်ကလေးအနီးကိုဘောင်းမီချုပ်ဝတ်ထားသလားတောင်ထင်လိုက်ပါသေးတယ်နောက်တစ်ခါဆိုတရက်ထဲပွင့်ရိုက်ကလေးတွေဘောင်းမီချုပ်ဝတ်လို့ပြောကွာမပြောရဲပါဘူးခမအဲ့ဒီလိုကလက်တက်တက်မျိုးလဲဝတ်မယ်မထင်ပါဘူးဆရာကြီးရဲလိုက်ဒီမှာမျက်ရည်များပြန်ထွက်လေဤမျက်နာကိုလက်ကင်ပေါ်အဖြစ်ပို့ရင်တော်သေးတာပေါ့ကွာမင်းမြင်လိုက်တာကအင်ကောင်ဖြစ်နေတော့ အိမ်မြောင်ရဲ့အဖိုးတောက်တယ်များမြင်လိုက်လို့ကတော့ဆရာကြီးဒီမျက်ရည်ထွက်မတဲ့ရေပြန်လေဤဇက်လိုက်ကျော်စာကလေးကလူကောင်သေးတော်လဲအုံနောက်မသေးပါကံညာဝရိယာလဲလွန်စွာကြီးမားလှ၏ဆရာတိုင်းကတိနေတော့စာမေးလင်သူ့ကိုပဲမေးကြတာများသည်အမေးခံရလင်ခွေးရလှင်းနေအမမအယွန်းယွန်းမဖြစ်စေရအောင်သူခမကြိုးစားနေရခြင်းလည်းဖြစ်၏တို့နဲ့အတန်းထဲကလက်တဆုပ်စာလူတော်စင်းမှာ စာကလေးအမြဲတမ်းပါလေသည် ။စာမွေးပွဲတွေမှာ grade 4 grade 5ကမစင်ပါ။စာကလေးတီចောင်းစာတွင်တော်ယုံမျှမကကဗျာဆရာကြီးတင်မိုးမြမစာဌာနမှုဆရာကြီးတို့နဲ့တမြေတဲနေတရေတဲတောက်ခဲလို့လားမသိစာပေအမှုပညာဝါသနာပါပြီးကဗျာဆရာပေါ့စာလည်းဖြစ်နေလိုက်သေး၏နိုင်ရက်ကစာဆောင်လက်ကန်းစာဆောင်နဲ့တက္ကသိုလ်နှစ်လည်းမဂဇင်းတွေမှာသူ့ကဗျာများရှေ့ဆုံးကပါလေသည် ကဗျာတပုတ်ကိုလက်တန်းဆက်ဆိုနိုင်သည့်အထိပါရမီဉဏ်ရင့်တန်လှ၏ဥပမာအတန်းထဲကကျောင်းသူတယောက်ကိုမြင်လိုက်သည်နှင့်အချစ်ဟာအနီအဝါကြားကကြည်ဗျာပလီပလာကြားကတီကရဲစရာများဆိုညင်ညာသောတွားကလေးဖွေးအောင်ပြုံးမဲပြုံးသူပါဟုလက်တန်းဆက်ဆိုနိုင်သူဖြစ်၏စာကလေးတို့ဒေသမိုးနှဲရေရှားအရက်သားတွေကို ကံရည်တော့မျက်ချောက်စာချေးစိမ့်ပါတဲ့ကောင်တွေဟု ချိုးချိုးနေနေစကြနောက်ကြလေသည်စာကလေးကချက်ချင်းဆိုသလို တုံ့ပြန်နိုင်သူဖြစ်၏ကံရည်တော့ဤမဟာနန္ဒာမျက်ချောက်စာဤနတ်တုတ်တာညချေးပါတော့လူကရက်ခါမင်းတို့စားကြမှာဟုရေးဆက်ချေးပါခဲ့လေသည်သူကပြားလေးတွေကတူจิตတော်လဲအနှစ်ပါသည်ကံရည်ဟုတ်ပါတဲ့ သို့သောထိုကံရည်သည်တရားမင်းကြီးပျော်ဆန်ရာတာဝရိနာနတ်ပြည်မှ မဟာနန္ဒကံရည်ဖြစ်ပါတဲ့မြတ်ချုပ်ဒီလဲနတ်တို့အာဟာရနတ်တုတ်တာဖြင့်ပြုလုပ်ထားပါတဲ့ထိုရည်ကိုတောက်ထိုအာဟာရကိုစား၍စွန့်ထုတ်သော အစာဟောင်းကိုမြချေးဟုတင်စားဖွင့်၍လိုက်ပုံလေးမှာအလွန်ပင်လှပသည်မြချေးဆိုသည်မှာ ရွှေချေးမြချေးဗရမြချေးဟုယရနာနှင့်ချေးကို ရူပကအလင်္ကာပြုတ်၍တင်စားလေသလားခြေစိမ့်ပါသည်ဆိုထားသဖြင့်မြဲကဲ့သို့အစိမ့်ရောင်ရှိသောခြေဟု ဥပမာ အလင်္ကာဖြင့်ဖွဲ့လေသလားတယောတော်တော်ငော့တော်တော်အဓိပ္ပာယ်ဖြင့်စာဆူငါကိုယ်တော်အေးမြကယူတဲ့ခြေညခြေဟုဖွဲ့ဆိုလေသလားအမျိုးမျိုးအဓိပ္ပာယ်ကောက်၍ရအောင်ဖွဲ့ဆိုနိုင်သူဖြစ်၏စံကလေးနောက်ဆုံးနှင့်အပိုင်းကအရောက် ။ចောင်းသားကြီးဖြစ်လာတော့အရက်ကိုတောက်ဖူးတဲ့ဆိုုံတောက်တက်လာ၏။အောင်စင်းထွက်ပြီးတခုသောညနေမှာတငယ်ချင်းများနဲ့တောက်လေ၏။အတွေ့အကြုံနှူးသေးတော့ရန်နှစ်ပတ်မကုန်သေးစာကလေးမူးနေပြီ။အားလေးရှာလေးဖြင့်စကားပင်မပြီးတော့အမည်အဖြစ်ချထားပေးသည့်မြေပဲဇံတွေသာအဆက်မပြတ်ပါဇက်ထဲပြစ်သွင်းနေ၏။ထိုစဉ်ဝိုင်းတော်သားတယောက်ကဟဲ့အောင်စားကလေးမင်းအရက်တောက်တဲ့အကြောင်းကြပြတပုတ်ဆက်ကွာ။ မင်းဦးကြီးဥပချမ်းထက်တောင်းဆက်ပြဟုပွဲတောင်းလျာစာကလေးသည်ရင်တိရင်ထိုးနှင့်မတ်တရက်ပြီးကဗျာတပုတ်ကိုလက်တန်းရွတ်လေ၏ဆရာတင်မိုး၏ဆေးလေလဲတူနေလဲညူပြီးငါ့ကိုပြန်ပို့ကြပါလေဟုသောနမေကျော်ဧည့်သည်ကြီးကဗျာကိုတုပလျက်ရန်နပတ်ချပဲလီပွားပြီးအိမြမူမူပေါပေါတီးဟုဟာသာနော်ပြီးဆက်ဆူလိုက်ရာ ကျွန်တော်တို့မှလက်ခုပ်မတီးပဲမနေနိုင်ကြတော့ပါဒီမှာလဲမူးမူးပေါက်ပေါက်ဟူသော စကလုံးကမူးပြီးပေါက်မြောက်သွားတာလားလေပုံးမြူတာလားအတိတ်ပဲနှစ်ခွယူနိုင်လေဤအာခစာကလေးပါပဲဒီစပယ်ရိုးစာကလေးနှစ်စာကလေးချက်တော်မဟာမြုပ်နိုင်ရာစကြံကံမြဲကျွရသည်တောင်သာမြို့နယ်ထဲမှာရှိတော်လဲ လမ်းသာသည့်မြင်းချံနှင့်သာအဆက်အဆံအကူအတန်းများလေသည်ကုံရောင်းကုံဝဲဈေးရောင်းဈေးဝယ်မှလည်းမြင်းချံတာရီနာရီဘာသာရေးမှလည်းမြင်းချံကျမ်းမာရေးမကောင်း၍ဆေးရုံတက်ရပြီဆိုရင်လည်းမြင်းချံတို့သာတွားရလေသည်ပညာရေးမှလည်းမူလာတန်းအောင်ပြီး၍အလဲတန်းအထက်တန်းတို့ဆက်တက်လို့လျင် မြင်းချံတို့သာတွားကြရသည်အများစုကတော့လေးတန်းအောင်လျင် ရာခင်းကိုင်းခင်းနဲ့ထတော်တဲသို့ရောက်ကုန်ကြတော့၏။စာကလေးတို့ခက်ကလေးတန်းသည်ဘုတ်စစ်ဖြစ်သည်။စာကလေးကခေသူမဟုတ်။မင်းဖြစ်မဲ့ကောင်ရောင်လီနဲ့ဆိုသလိုလေးတန်းကိုဘာသာစုံဂုံတူးဖြင့်အောင်ခဲ့သူဖြစ်၏။လေးတန်းအောင်သောမြေကြီးကိုလည်းမရက်နိုင်။ထမ်းမင်ပေါ်သို့လည်းမတက်နိုင်သောသူကိုညံကောင်းစာတော်လေးမှကျောင်းဆက်ထားဖို့အားပေးတိုက်တွန်းကြလေသည်။ ။စာကလေးမိဘများမှလည်းအားပေးမြှောက်စားကြသည့်ပြိတဲ့ကြီးကိုကျေးဇူးတော်တင်ပါရဲ့။ဘယ်မြို့ဘယ်ရွာမှာဘယ်သူအာကိုပြီးထားရပါမလဲ။ခေါင်းခဲရှာရ၏။နောက်ဆုံးတော့မြင်းကြံမှာကြောင်းထိုင်နေသည့်ဆွေမျိုးနှိစက်ထဲကဘုံကြီးတစ်ပါးကငါကြောင်းလာနေဟုအမိန့်ရှိလေသည်။တို့ပြင်တောင်းမိမိခဲကလေးသည် ရွာငယ်စနပုတ်မိကလေးမိတ်တုတ်တုတ်ကိုစွန့်ခွာပြီးလျှက်စင်ပြီးပြက်တောက်ပြက်တောက်လင်းလက်သည့်မြင်းချံမြို့ကြီးသို့ရောက်ရလေ၏ အေးမြအေးမြနဲ့တည်င်းကမှွေးလာပါရဲ့လူကတော့ခွေးပြစ်တဲ့ဒုဗလာဟငင်းငင်းကြီးစောင်းတဲ့ထွန်းလိုက်ပြီးဘာကြီးဖုံကြီးမှတ်ချက်စကားကြောင့်စာကလေးခန္ဓာကိုယ်ကနှံပြီးဆုပ်ခန္ဓာကိုယ်ဖြစ်သွား၏ကျောင်းထဲဝင်လိုက်ကလေးကရူးရူးကျူးကျူးမြုတ်ကန်ခြင်းဝင်မလာပဲခြေပြားထောက်ခေါင်းမော်ရင်ကော့လေဘင်းကလေးဆန့်ပြီးဝင်ခဲ့အကောင်သားဟုတွေးလိုက်မိသေး၏တကယ်ပင်စောင်းနဲ့ထွန်းပြီးကပီးတင်လိုက်ရတယ်လို့ပါပဲ။ ချောင်းနဲ့အတွင်းမှာတော့ဘုန်းကြီးเจ้าမှာအေးမြနာမည်ပျောက်ပြီးခွေးပြစ်တဲ့ဒုတ်ဟုသာခေါ်ကြလေသည်သူထက်ငယ်သည့်ကိုရင်လေးများကတော့ကိုဒုတ်ဟုအဖျားဆို၍ခေါ်ကြ၏ခန္ဓာကိုယ်သေးကွေးကြုံလီသူများသည်သူတို့ကိုသေးသည်ဟုပြောလျင်မကြိုက်တတ်ကြပြီအေးမြခမရလဲကျေးဇူးရှင်ဘာကြီးမို့သာခန္ဒီစနေရတော့လဲဒီနမီအခေါ်ခဲရတိုင်းရင်ထဲမှာအောက်တတကြီးဖြစ်နေရ၏ တော်သေးရဲ့စာသင်ကျောင်းတီဒီနမီပြောင်ကပါမလာခဲ့လို့သို့တော်အေးမြကနာမည်ပြောင်များနဲ့အကျိုးပေးသူဖြစ်၏အထက်တန်းကျောင်းရောက်ပြီးမကြခင်ဝါရောဟုသောနာမည်ပြောင်ရပြန်လေသည်အေးမြတို့မြင်းချံမှာ အပေါ်အများဆုံးထွက်ကုန်သည့်စေပေါ်လေးမယုတ်သည်နှင့်ပဲမျိုးစုံဖြစ်ပုံရ၏ဘုန်းကြီးเจ้าမှာလည်းပင်နိုင်ဟင်းလျာကငရုတ်သီးနှင့်ပဲအမျိုးမျိုးသာဖြစ်လေသည်ပဲပြုတ်ပဲကြော် ပဲနဲ့ပဲဟင်းချူနေ့စဉ်ဒီဇိုင်းဆောင်စွာဖုံးပေးနေရလေသည်တေးစားပဲကြီးလော်နဲ့ပဲလော်ကျော်တုတ်တွေကလည်းမစားခြင်းမအစုံအေးမြဤဓာတ်ကြီးလေးပါသဘာဝကလည်းပဲစားလင်လေပွားတက်ခြင်းဖြစ်၏တခါတရံမခံရနိုင်အောင်ဗိုက်နာတက်လေသည်ထိုကမျိုး၌ဘာကြီးဖုံးကြီးသည်ဝါရောအချင်းကြတာကွဟုပြောကသူဤနာမည်ကျော်တလက်ကင် သုံးမရက်စာမဟာစီးတော်ကြီးကိုတိုက်လေသည်သုံးမရက်စာဆိုသည့်အတိုင်းတိန်တော်ဇဝတာနှင့်စားဖို့သုံးမျိုးကိုဇာတူထောင်းပြီးရောတမမှွေထားသည်ဖြစ်ရာငန်းငန်းနန်းနန်းနှင့်အဝင်ဆိုးလာသည်ဖြင့်အထွက်မှလည်းအနံ့ဆိုးလာ၏ထိုမဟာစီးတော်ကြီးကိုဘုန်းကြီးသည်ဘယ်တော်မှ အပြက်ခံသည်မရှိဈေးထဲမှပရဆေးဆိုင်မှအေးမြပဲတိုင်ခံဝယ်ပေးရသည် အေးမြပဲထူထောင်စကားချပေါ်ဆက်ပေးရသည်ပြီးတော့အေးမြပဲမကြာခဏစားရသည်ကြာတော့သူ့ခန္ဓာကိုယ်မှာရက်စားနှံ့တွေထွက်နေပြီလားကို့ဟာကိုယ်မကြာခဏဆိုသလိုအနံ့ခံကြည့်နေရ၏ဘုံကြီးเจ้าမှာ no problem ဟုပြောနိုင်တော့လဲစားတဲ့ငန်းထဲမှာ လေပုံးမမြူအောင်အောင့်ဤနေရတာကအေးမြအတွက်တကယ်ပြဿနာဖြစ်၏၆တန်းเจ้าသားဘဝကတရက်စားတဲ့နေဒီမှာအေးမြဘိုက်အကြီးကျယ်နာလေသည် လီမလယ်မိအောင်အောင်းထားရာကတစတစပူပူနာလာခြင်းဖြစ်၏ချွေးတွေထွက်ခြေပြားလက်ပြားတွေအေးဆက်ပြီးအော့အန်တာတွေပါပါလာတော့အတန်းမှန်ဆရာကစေကန်းပို့လိုက်သည်ဆရာဝင်ကဘာဖြစ်တာတုံးမေးတော့ဘာကြီးဖုန်ကြီးလေတံဖြင့်ဝါရောအချင်းကြတာပါဆရာဟုဖြေလိုက်မိ၏ဆရာဝန်ကစမ်းသက်စေတို့စေတက်ပြီးအေးမြစကားကိုသဘောကျကတဟားဟားရင်နေလေတော့သည် ဝါရောအကျဉ်းကြတယ်လို့မင်းဘသူကပြောတော့ဘာကြီးဖုန်ကြီးကပြောတာပါ နေလမ်းမှောင်ဝါရောကဘာပြစ်မှုနဲ့ပုံမှန်ဘလောက်နဲ့အကျဉ်းကြသွားတာတော့အဲ့ဒါတော့မသိဘူးခမဒီလိုဖြစ်လာရင်ဖုန်ကြီးပေးတဲ့၃မရက်စာရက်လိုက်ရင်တက်တာသွားတာပဲကောင်းပြီအခုအကျဉ်းကြနေတဲ့ဝါရောကိုဆိုရာမင်နဲ့ဂျဲလမတ်တိုက်ပြီးလွဉ်ငင်းချမ်းသာခွင့်ပေးလိုက်မယ်စေမမန်တော့အစားအသောက်အနေထိုင်ခုနကပြောတဲ့အတိုင်းနေဟုတ်ပလား ဆရာစကားနားမထောင်ရင်တော့ဝါရောထပ်ပြီးအကျဉ်းကျလိမ့်မယ်ဝါရောအကျဉ်းသားပေါ့ကွာဆရာဝန်လည်းအေးမြကိုသဘောကျကတဟားဟားရေ၍ကြံရင်ဤအတန်းမှန်ဆရာနှင့်အဖော်လိုက်လာသည့်တငယ်ချင်းများလည်းပြုံးစီစီဖြစ်နေကြ၏ထိုနေ့မှစ၍အေးမြကိုဝါရောအကျဉ်းသားဟုနောက်ပြောင်ခေါ်ကြလေ၏ထိုအချိန်ကဝင်းဦးဤကြောင်မဲအကျဉ်းသားကလည်းတနိုင်ငံလုံးဟိုးဟိုးကြော်နေခြင်းဖြစ်၏နောက်တော့အကျဉ်းသားပြုတ်ပြီး ဝါယောဟုပြောင်းခေါ်ကြလေသည်ဒီနာမည်ပြောင်းကိုလည်းအိမြမကြိုက်ပါသို့တော်ခွေးပြစ်တဲ့ဒုတ်ထဲစာလင်တော်သေးရဲ့ဟုအောက်မိထားသည်တခုတော်ရှိသည်ဝါယောဆိုတာလေကြီးမိုးကြီးလို့ပြောခြင်းမဟုတ်လေပွတ်လေလေလွန်းလို့လည်းမဟုတ်ဆရာဝန်ကပေးမိနာမည်ဟုစေကန်းကဇလန်းကို အခွင့်ကြုံတိုင်းရှင်းပြနေရသည်မှာအိမြအတွက်အလုပ်ဖို့တခုဖြစ်နေတော်သည်ဝါယောခေါ်အိမြက လူသေးတော်လဲအုံနောက်မသေးဟုပြောရပေမည်ရှင်းရှင်းဘဝကပြုလို့ခဲ့သည့်ကုသိုလ်အကုသိုလ်ကံများက လက်ရှိဘဝမှာကိုယ်တော်ဝန်ကို ကြည်ပွန်အောင်ထမ်းဆောင်နေကြပုံရသည်စံညာအတန်တန်လေးပါးမှာဇပင်က အကုသိုလ်ကံဖြစ်ပုံရ၏ကြောင်မူးမွေးချောက်ခေါင်းပေါ်ရောက်နေသောကြောင့်ပါသည်ကြံသုံးမှုကကုသိုလ်ကံအကျိုးပေးဖြစ်ပုံရ၏ညာလဲကောင်းအတန်လဲကောင်း ဒံခေါ်ဒန္တသွားများကလည်းဖြူဖွေးညင်ညာပြီးအပေါက်အနာမရှိ အဖိုးကြီးဖြစ်သည့်အထိပဲကြီးလော့ဆုံးပြုတ်ကို ထောက်ကနေမြည်အောင်ဝါနိုင်အုံးမိသွားများသည်သွားရည်အနေထားလှပသဖြင့်အေးမြပြုံးလိုက်လျင်အယုတ်ဆိုးတာပင်ပျောက်ပျောက်နေတတ်၏လောကမှာညံကောင်းသူတွေလည်းအများကြီးပါညံကောင်းတော်လဲဝရိယမရှိလျင်အရာမရောက်တတ်ပေအေးမြကထားကြွလုံးလာဝရိယလည်းကောင်းသူဖြစ်၏ဖုန်ကြီးကြောင့်သားတစ်ပိုင်းဖြစ်နေရည်လားမသိဘူး သူတကအိတ်ကောင်းနေသည့်အချိန်မှာအာယုံစွန့်ချက်တပြက်စီလဲရေမိုးချိုးပြီးညကကြက်မှတ်ထားသည့်စာရီမနဲ့တစ်ခေါက်ပြန်နှွှဲနေပြီထို့ကြောင့်လဲအတန်းစဉ်ဂုံလူတွေနဲ့ထူးထူးဂျွံ့ဂျွံ့အောင်ခဲ့ဒီမှာအေးမြအတွက်အဆမ်းမဟုတ်တော့သို့တော်ဆယ်ရန်အောင်စင်းမှာငါးပါတာဂုံလူထွက်နေတော့အေးမြကိုယ်တိုင်နည်းနည်းထူးဆန်းသွားသည်သုံးပါတာလောက်ပဲမှန်းထားတာမြန်မာစာအင်္ဂလိပ်စာတွေပါထွက်နေတော့အေးမြအရက်နည်းနည်းပိုရှည်လာသလိုဖြစ်သွားသည် မာနာဝင်ခံရလင်အေးမြသည် BED လောက်သာတက်ပြီးចောင်းစရာဖြစ်ဖို့ရည်မှန်းထားရာခုတော့စေးတက်ကတူတက်ပြီးဆရာဝန်လုပ်လို့ရနေပြီနေတို့ဇင်ဟန်ကမြဲကဝမ်းဆွဲပဲရှိတာခွေးပြစ်တဲ့တုပ်ကိုဆရာဝန်ဖြစ်အောင်လှုပ်ဆန်းဘာကြီးဘုံကြီးအမိန့်ချမှတ်တော့အေးမြမိဘများပြာရာခတ်သွားသည်အေးမြကိုစေးចောင်းထားဖို့ဘိုးဘွားအမွေထတော်လေးပြုတ်ရမည်ဂိမ်းဆိုင်ပြီးဆွေမျိုးတွေရောဘုံကြီးကပါဝမ်းဝမ်းထောက်ပံ့ကြမည်ဟူသောဂရုဖြင့် အေးမြစေးတက်ကတူတက်ဖြစ်သွားသည်ထိုချိန်ကစေးတက်ကတူတက်လင်ချက်ချင်းအဆောင်တန်းမရတော့မန္တလေးစေးတက်ကတူမှာအောင်စန်းဆောင်နဲ့ဘာဓုဆောင်ဟူ၍အမျိုးသားအဆောင်နှစ်ခုရှိတော်လဲအခန်းတွေပြည့်နေသဖြင့်ပထမနဲ့အမ်ဘီចောင်းသားများကအပြင်မှာကုတ်အစီစဉ်ဖြင့်ကိုနေကြရသည်မန္တလေးမှာကက်ရက်နေထိုင်မှုဆွေမျိုးရင်းချာဆိုတာဝေးအတိမိတ်ဆွေပင်တယောက်မျှပင်မရှိဘူး ဆေးတက္ကသိုလ်နဲ့ဆေးရုံကြီးတဝိုက်ကဘော်ဒါဆောင်တွေဤစားစရိတ်နေစိတ်ကလည်းကြီးလာလေသည်နောက်ဆုံးတော့ဘာကြီးဖုန်ကြီးအစီအစဉ်ကိုပဲကောင်းကျင်ရပြန်သည်အမရပူရတောင်တမန်အင်းဆောင်တနေရာမှာဘာကြီးဖုန်ကြီးနဲ့စားတင်လိုက်ဖက် ဖုန်ကြီးတစ်ပါးကြောင်းထိုင်နေသည်ငင်းညံတော့ကလိုပဲနေစရာစားစရာဘာမှပူစရာမလိုတဲ့တခုပဲရှိသည်တွားရင်းလာရေးကအနှဲငယ်ထောက်နေသည် ဖုန်ကြီးကျောင်းမှသခိုင်းမန္တလေးကားလမ်းအထိ15မိနစ်လမ်းလျှောက်ရသည်သခိုင်းကားသို့မဟုတ်အမတ်ရှိဘတ်စကားစီပြီးမန္တလေးဈေးချိုမှဆင်းရမည်ဈေးချိုမှအမတ်တက်ကားအပြာကိုပြောင်းစည်းလျင်ဈေးတက္ကသိုလ်ရှိကားမှတိုင်သို့ဒုတ်ထုတ်ထိရောက်၏အချိန်2နာရီခန့်ပေးရမည် ရွေးချယ်เสียလမ်းကလည်းမရှိအဆောင်မရောက်ခင်အထိနေပါမည်ဟု အေးမြခေါင်းငိန်လိုက်ရ၏ ။သို့ဖြင့်မင်းညံတုံးကဖုံရင်ကျောင်းသားတစ်ပိုင်းဖြစ်ခဲ့ရသောအေးမြသည် စေးကျောင်းတက်ပြန်တော့လေဖုံရင်ကျောင်းသားတစ်ပိုင်းပင်ဖြစ်ရပြန်လေ၏။ဒီတကားဖုံရင်ကျောင်းထဲဝင်တော့ခြေပြားထောက်ခါမှတ်ထားသည်။ကျောင်းကန်းထဲကဘီရိုစပွဲနဲ့နိုင်ဟန်ကြွက်လျှောက်တွေပေါ်မှာသုံးမရစားဘူးတွေများရှိနေမလားမျက်စိကစားရသေးသည်တော်သေးရဲ့အယားယာစိတ်ချမ်းသာရမည်ပုံပေါ်သည်ဘုန်းကြီးကသူ့လိုပဲတွားလှသူဖြစ်၏ ။နေရေးထိုင်ရေးအဆင်ပြေတော့တွားရေးလာရေးကအဆင်မပြေပဲ။ဘတ်စကားပေါ်မှာ ပြဿနာတက်ရသည်။ဘတ်စကားဆစည်းသည့်ပထမနေ့မှာပင်ဖြစ်၏။ကားတွေက လူကျက်နေသည်။ကြောင်းကျိန်မမီမှာဆိုး၍နောက်ကားလည်းမဆောင်ရဲ။တက်ခုံမှာမတ်တပ်ရပြီးလိုက်ရသည်။တန်းကိုလက်ကမြဲမြဲကင်ထားရသည်။ကားကကိုခဲခဲရဲရဲထုတ်ပေးပြီးပြန်အန်းငွေကိုခဲခဲရဲရဲပင်လှမ်းယူလိုက်ရသည်တနည်းအားအယောက်နောက်ကပြေးတက်လာသည့်ခီးတဲ့တအူးက လုံကြီးစားကိုတက်နေသည်ဖက်ကနေဘယ်ဘက်လက်ကဖမ်းထိန်လိုက်လို့ပေါ့နို့မို့ဂွင်းလုံးပုံကျသွားမည်ညာဘက်လက်ကတန်းကိုကင်ဘယ်ဘက်လက်ကလုံကြီးကိုစုကင်ပြီးလိုက်လာရသည် နောက်ထပ်ကားမရဲမချင်းဒုက္ခဖြစ်လိုက်သည်ဖြစ်ချင်းတော်တော်လေးခီးပေါ့မှကားထဲဝင်ပြီးရက်ခွင်ရသည်ကားထဲရောက်ခါစရှိသည် စပယ်ယာကညီလေးကားကလေးစင်းညင်နေသည့်အေးမြကျွဲမိပါတူသွား၏ ပေးပြီးပြီလေဗျာခမပြန်အန်းနဲ့ပတ်စံတော်ရှိသေးတယ်ဒီမှာအေးညာကလေးတံမမနဲ့ပြောအိတ်ကက်ကိုလည်းပုတ်ပြလိုက်ဤဟုတ်ပါတယ်ညီလေးရခုနကမင်းကိုကလေးမှလို့ကလေးကပဲယူလိုက်တာတေချာကြည့်လိုက်တော့ကလေးမှမဟုတ်တာစပယံကအေးညာကိုခြေစုံကောင်းကောင်းကြည့်ပြီးတဟဲဟဲရည်နေလိုက်သည်ဤအနည်းအနာကခီးတို့တွေကလည်းပြုံးစီစီဖြင့်ကြည့်နေကြသည် ။နန်းနှချင်းဆိုင်ရှိသူနှင့်ရွယ်သူចောင်းသူ၃ယောက်ကဗဇက်ကိုလွယ်အဖြင့်꿰ပြီးတခိခိရင်နေကြတာကိုအေးမြအနေကဆုံးဖြစ်၏။ယော့ယူဗျာ။အေးမြဆောင်းကြီးအောင်ကြီးဖြင့်ပတ်စံထုတ်ပေးပြီးအားလုံးကိုမျက်နှာလွှဲထားလိုက်သည်။နှစ်နေရာသုံးနေရာလောက်ရက်ပြီးကားဆက်ထွက်လာတော့မိမကြီးတယောက်ကသူ့ခါကိုလာတို့သည်။ဘာလဲဗျ။အမလီလန့်လိုက်တာဟဲ့စပယာကလည်းတဟုတ်တဲ့ဟဲနဲ့ကားကပေးတဲ့လူကို မိမကြီးသည်လက်ထဲကပတ်စံကိုမြှောက်ပြပြီးအေးမြကိုမကြေမချမ်းလှမ်းပြော၏။ဟာကျောက်ဆက်ပြားမဟုတ်ဘူးဗျတက္ကသိုလ်ကျောင်းသားဆက်ပြားကဟိုးမှာအေးမြကလည်းမိမကြီးကိုမကြေမချမ်းလှမ်းပြောရင်ဆက်ပြားဖက်လက်ညှိုးထိုးပြလိုက်၏။မိမကြီးလည်းအိုတိုအန်းအန်းဖြစ်သွားကစိတ်မရှိပါနဲ့ကွယ်ထင်တော့ထင်သားကလေးဆက်ပြားမထားတော့ပါဘူးလို့မိမကြီးထပ်ပြောလိုက်မှပိုဆိုးသွားကား အာလုံးဝမ်းရကြလေ၏မိမကြီးသာစားပုတ်ခဲကြီးဆိုလျင်စုံထဲသို့အမှုန့်ကျိတ်ခါတုံးမရစားသာဖြောပြစ်လိုက်ခြင်းတော့၏ဂျူဇောဝတ္ထုတော်လေးကတော့ဒီမှာတင်ပြည့်စုံသွားပါပြီခင်ဗျာလူဝတ်ချက်များကိုတိခံပြီးနาศင်ပေးကြတော့ညီကောင်မောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွာရှိကြပါစေ။